ယူကရိန်းသမ္မတဗလိုဒီမီယာဇယ်လန်စကီကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ကမ္ဘာကြီးနဲ့အထူးသဖြင့်ယူကရိန်းအတွက်ငြိမ်းချမ်းရေးဆောင်ရွက်ပေးနိုင်မယ်ဆိုရင်ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိအောင်အဆိုပြုမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ယူကရိန်းနိုင်ငံကိုစားပြုပြီးတော့ကျွန်တော်တို့ကအဆိုပြုပါမယ်လို့ဇယ်လန်စကီကအော်တိုဘာ9ရက်နေ့မှာပြောလိုက်တာပါ ငြိမ်းချမ်းရေးနိုဘယ်ဆုလိုချင်ကြောင်းဒေါ်နယ်ထရမ့်ကမကြာခဏပြောဆိုလေးရှိနေချိန်မှာပဲဇလန်စကီကသူ့ရဲ့စိတ်ကူးနဲ့ပတ်သက်ပြီးတော့ခုလိုပြောဆိုတာပါ။စောင်းဦးရာတီမှာရွေးချယ်လေးရှိတဲ့နိုဘယ်ဆုရှင်ကျင်ညာဖို့တရက်အလိုမှာပဲခုလိုပြောလိုက်တာလည်းဖြစ်ပါတယ်။ထိုင်းကမ်ဘောဒီးယားအိန္ဒိယပါကစ္စတန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့လည်းဒေါ်နယ်ထရမ့်ဝင်ရောက်ဖြန့်ပြေလို့ဆိုပြီးတော့အဲ့ဒီနိုင်ငံတွေကထရမ့်နိုဘယ်ဆုရဖို့အဆိုပြုမယ်ဆိုပြီးတော့ပြောဆိုထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကလည်းအဆိုပြုထားပါတယ်အမေရိကန်နိုင်ငံထဲမှာတော့ထရမ်ကသူ့အပေါ်တိုက်ခန့်လုပ်သူတွေကိုအလုတ်ကဖြုတ်ပစ်တာတရားစွဲတာတွေလုပ်တယ်လို့ဒီမိုကရက်ပြည်နယ်ကမြို့ကြီးတွေမှာရာဇဝတ်မှုထူပြောတယ်ဆိုပြီးတော့အမေရိကန်ပြည်တွင်းကာကွယ်ရေးတပ်တွေဆစ်လုပ်ပြီးစစ်ဖြစ်ရာဒေသအဖြစ် ပုံဖော်နေတာပါ ူအနေနဲ့ခုလိုဆောင်ရွက်တာကိုဆန့်ကျင်တဲ့ပြည်နယ်အုပ်ချုပ်ရေးမှုတွေမြို့အုပ်ချုပ်ရေးအကြီးအကဲတွေရဲ့လုပ်ရက်ကိုလည်းနိုင်ငံတော်ဆန့်ကျင်ပုံကံမှုအဖြစ်သတ်မှတ်ဖို့စဉ်းစားနေကြောင်းလည်းပြောဆိုပါရခင်ဗျာကျွန်တော်အောင်ဆွေပါ